တိပေးချင်ပါတယ်အဲ့တော့မိခင်များနေ့ဘလို့ဖြစ်လာတာလဲဆိုရအကြောင်းအရာကိုနည်းနည်းလေးပြန်ပြီးတော့ပြောရမယ်ဆိုရင်1905ခုနှစ်မှာ Energervis လို့ခေါ်တဲ့အမျိုးသမီးငယ်လေးရဲ့မိခင်ဟာတည်ဆုံသွားတယ်သူမိခင်မတည်ဆုံခင်ပြောခဲ့တဲ့အရာကဘာလဲဆိုတော့ငါမိခင်များနေ့ဆိုရဲနေ့လေးတနေ့ကိုပေါ့နော်ငါဖြစ်စီခြင်းလိုက်တာဆိုပြီးတော့သူ့ရဲ့သမီးအရှိမဆန္ဒပြုခဲ့ဘူးတယ်ဒါကိုသူ့ရဲ့သမီးကမှတ်မိနေတယ် သို့တော့သူမိခင်က1905ခုနှစ်မှာတည်ဆုံသွားပြီးတော့3နှစ်အကြာ1908ခုနှစ်မေလ10ရက်နေ့မှာသူအဲ့ဒါကိုစတင်ပြီးတော့အကောင့်ထယ်ဖို့ဝင်အတွက်ပြင်ဆင်တယ်။ဘုရားကျောင်းတစ်ကျောင်းကိုဇော်မွားပန်းလေးအပွင့်900ကိုသူကပို့ပေးပြီးတော့မှသူမိခင်ရဲ့เนาะအောင်းမေဘွေကိုသူပြန်ပြီးတော့တတိယရတဲ့အနေနဲ့သူလှုပ်ဆောင်ရင်းနဲ့ Mother's Day ဆိုပြီးတော့စတင်ပြီးတော့ပထမဦးဆုံးအချိန်နဲ့လှုပ်ဆောင်ခဲ့တာဖြစ်တယ်။ဆိုတော့ဒီနေရာမှာဒီအမျိုးသမီးငယ်လေးက မိခင်ရဲ့ဆန္ဒကိုနော်မိခင်ရဲ့စကားကိုယိုသေးပြီးတော့ဂုံပြုတ်လိုက်တာအဲ့ဒီအမျိုးသမီးငယ်လေးရဲ့သူ့ရဲ့မိခင်ကိုတံပိုးထားတတ်တဲ့အရာကဘာဖြစ်လာလဲဆိုတော့ကျမတို့တကဘာလုံးကသူ့မိခင်ရဲ့ wish သူ့မိခင်ရဲ့ဆန္ဒကိုသဘောတူညီပြီးတော့အတူတူကမိခင်ကိုဂုံပြုတ်တဲ့ yes ဆိုတာကဖြစ်ပေါ်လာတယ်အဲ့တော့ပြောချင်တဲ့အရာကဘာလဲဆိုတော့ကျမတို့ရဲ့အတ္တတဲမှာမိခင်ကိုယိုသေးဂုံပြုတ်တတ်မယ်ဆိုရင်ကျမတို့ရဲ့လှုပ်ဆောင်ချက်ကတကဘာလုံးကိုလွှမ်းမိုးသွားနိုင်တယ် အခြေအနေထိရှိတယ်ဆိုတာကိုနားလည်စေချင်တယ်အာမင်